အလုံးမဲမင်္ဂလာပါရှင်။ဘာမခိတိတရင်ဌာနကနေနိုဝင်ဘာလ၄ရက်နေ့စိတ်ဝင်စားဖွယ်ထိတ်တန့်ရောက်တဲ့တင်များကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်တင်ကတော့တသက်ခံရွေးကောက်ပွဲဝင်ခွင့်ပြုရန်အတနာခန့်စာတင်ပြမှု UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီလှုပ်ဆောင်မှုသုံးသပ်ထားပြီးမြန်မာပြည်အစုံဖြတ်တာအဓိကဟုဆိုရဲဆိုတဲ့တင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်က၎င်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖြတ်ထားမှုအပေါ် တက်ညာစင်စားပီးရနှင့်ရွေးကောက်ပွဲတွင်ဝင်ရောက်ရှင်ပြိုင်ခွင့်ပြုရန်တင်ပြချမှုအပေါ်ရွေးကောက်ပွဲကော်မရှင် UEC ကဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီလှုပ်ဆောင်ခြင်းဖြစ်သည့်ဟုသုံးသပ်တင်ပြထားကြောင်းသိရှိရပါသည်။အော်တိုဘာလနောက်ပိုင်းတွင်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌသက်သက်ခိုင်တွင်အကြွေးပေးရန်ရှိနေသောအချက်ကြောင့်လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှရွေးကောက်ပွဲကော်မရှင် UEC ကပယ်ဖျက်ခဲ့ကြောင်းတို့ရတွင်သက်သက်ခိုင်ကပြန်လည်စဉ်းစားပေးရန်မြောက်လိုင်းနှင့် UEC ဥက္ကဋ္ဌထံသို့အတနာခန့်စာတင်ထားကြောင်း အဆိုပါအတနာခန်းစာများကို UEC ဘက်ကပြန်လည်သုံးသပ်စဉ်းစားရတွင်ဥပဒေစီမံစည်းကမ်းများနှင့်အညီဆောင်ရွက်ခြင်းဖြစ်သည်ဟုသုံးသပ်ထားကြောင်းရှင်းသုံးသပ်ချက်ကိုလည်းစစ်ကောင်းဆောင်မင်းအောင်လိုင်ထံသို့တင်ပြချမိဖြစ်ပြီးမင်းအောင်လိုင်၏အဆုံးအဖြတ်သာအဓိကဖြစ်ကြောင်းမင်းအောင်လိုင်ကခွင့်ပြုလျက်သက်သက်ခိုင်ရွေးကောက်ပွဲဝင်ခွင့်ရမည်ဖြစ်ပြီးမင်းအောင်လိုင်က UEC သဘောထားအတိုင်းသာဖြစ်သည်ဟုမှတ်ချက်ပေးလျင်သက်သက်ခိုင်ကိုကိုယ်စားလှယ်လောင်းအဖြစ်မှပယ်ဖျက်ထားမှုကိုရှုတ်သိမ်းရန်မရှိကြောင်းသိရပါသည် UEC အဖွဲ့အတွင်းသဘောထားကတော့ဥပဒေစည်းမျဉ်းစည်းကမ်းနဲ့အညီဆောင်ရွက်ခြင်းဖြစ်တဲ့ ပြဋ္ဌာန်းချက်နဲ့ညီဆောင်ရွက်ခြင်းဖြစ်တယ်လို့သုံးသက်ချက်ထွက်ပါတယ်။အဲဒီသုံးသက်ချက်ကိုလေဘိုးချုပ်မှုကြီးစီပုံမယ်။အကြွေဘိုးချုပ်မှုကြီးက UEC ရဲ့အဆုံးဖြတ်ကိုသူ့အနေနဲ့ဘာမှဆွတ်ဖက်စရာမရှိဘူးဆိုရင်ဒေါက်တာတသက်ခိုင်ရဲ့ကိုယ်စားလှယ်လောင်းပယ်ဖြတ်ထားမှုကဘာမှပြုပြင်ပြောင်းလဲမှုရှိမှာမဟုတ်ဘူး။ဒေါက်တာတသက်ခိုင်ရဲ့အသနာခံစားအပေါ်ဘိုးချုပ်မှုကြီးကယက်ဆိုရင်ရွေးကောက်ပွဲဝင်ခွင့်ရမယ်။ UEC အဆုံးဖြတ်တိုင်းလို့မှတ်ချက်ပေးရင်တော့သူရွေးကောက်ပွဲဝင်ခွင့်က노ဖြစ်မှာပုံ။ဒါပေမဲ့တစ်ဖက်မှာလည်းသူအကျွေးတွေကမကြည်သေးတော့ဥပဒေနဲ့ကညှိနှိုင်းဆဲဖြစ်တာမို့ သူရွေးကောက်ပွဲဝင်ခွင့်မရဖို့ကထေချာသလောက်ဖြစ်ပါတယ်ဟုရှင်းမှုကိစ္စကိုထဲထဲဝင်ဝင်သိရှိနေတော့နေပြည်တော် UEC ရွေးကောက်ပွဲကော်မရှင်တထင်းရင်းမြစ်ကရှင်းပြပါတယ်။ရှန်ကုန်တိုင်းအမျိုးသားလွတ်တော်မင်းဆန္ဒနဲ့အမှတ်နှစ်တွင်အမည်စရဲတင်သွင်းထားသည့်ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်သည်သက်ဆိုင်ရာလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှရှေ့ခါကြီးပါပြဋ္ဌာန်းချက်နှင့်ညှိဆုံးသဖြင့်ကိုယ်စားလှယ်လောင်းဆက်ရဲမှဖယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာခဲ့ပြီးဖြစ်ပါတယ်။ကဘာဤဖျားလက်နှင့်ဆရာဆန်လန်တောင်ရှိ68 residential အင်ယာစီမံကိန်းကိုတသက်ခိုင်နှင့်အောင်ကျော်ဝင်းတို့က ကမ်ဘောဇာဖန်ထမ်းမှငွေချက်ဘီလီယံ100ကျော်ချေငှားခဲ့ကြောင်းသို့ရတွင်68 resident အင်ယာစီမံကိန်းမှအချိန်မီပြီးစီးခြင်းမရှိခြင်းအခန်းအနိုင်ခြင်းမရှိခဲ့ကြောင်းထို့ပြင်ကမ်ဘောဇာဘက်မှချေယူထားသောငွေချက်ဘီလီယံ100ကျော်မှလည်းအတူရောအရင်းပါပြန်လည်ပေးဆက်နိုင်ခြင်းမရှိကြောင်းသိရပါသည်စစ်တပ်ကပြင်ဆင်ထားသောပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေအခန်းကပုံမှန်ရှိကားကြီးပါလွတ်တော်ကိုယ်စားလှယ်အရေးချင်းသတ်မှတ်ချက်တွင်နိုင်ငံတော်နှင့်ပုဂ္ဂလိကသို့မဟုတ် မတင်လျော်သည့်ပေးရန်တာဝန်ကင်းရှင်းသူများဟုပြထန်ထားရာတသက်ခိုင်မှကမ္ဘောဇာဘက်သို့ငွေချက်ဘီလီယံ100ကျော်အကျွေးပေးရန်ရှိနေ၍အဆိုပါဥပဒေပုံမှန်နှင့်ညီဆိုးနေခြင်းဖြစ်ပါသည်တသက်ခိုင်အပါဝင်လွှတ်တော်ကုစရလောင်86ဦးကိုလွှတ်လွှတ်တော်ကုစရလောင်အရေးချင်းတမတ်ချက်များနှင့်မပြည့်မီသည့်ဖြင့်လွှတ်တော်ကုစရလောင်များအပြင်မှပယ်ဖြတ်လိုက်ကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေညာထားပါသည်တသက်ခိုင်ကမူ၎င်းအနေဖြင့်အမေရိကန်ဒေါ်လာတန်185တန်တန်ငွေချက်အပြင်940ဘီလီယံတန်68ရစီတဲ့အင်ယာစီမံကိန်းအတွက် ကမ္ဘောဇာဘက်မှအကျွေးယူခဲ့ပြီးအတိုးနောက်ကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်းအကျွေးကို၈နှစ်တန်တီဖြစ်စီ၁၀နှစ်တန်တီဖြစ်စီဆက်လက်ဆက်သွားမည်ဖြစ်ကြောင်းရန်ကုန်တွင်လုပ်ခဲ့သောရပ်ပိုင်းအတွင်သတင်းစာရှင်းလင်းပွဲကျင်းပ၍ထုတ်ဖော်ပြောဆိုခဲ့ပါရယ်ဆက်လက်ပြီးမြန်မာစစ်တပ်အတွက်ဒေါ်လာတန်ရာပေါင်းများစွာဝင်ငွေရှာဖွေပေးနေသော MOEG နှင့်အလုံးလုံးနေသည့်နိုင်ငံတကာရေနံကုမ္ပဏီကြီးများကိုအရေးယူရန် GFN ကထပ်မံတိုက်တွန်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါရယ်မြန်မာအကြမ်းဖက်စစ်တပ်အတွက် အမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာဝင်ဝေရှာဖွေပေးနေတဲ့မြန်မာရေနံနဲ့တဘာဝတန်းွေလုပ်ငန်း MOEG နဲ့အလုပ်လုပ်နေသည့်နိုင်ငံတကာရေနံကုမ္ပဏီကြီးများကိုအရေးယူရန် Justice for Myanmar GFN ကထပ်မံတိုက်တွန်းတောင်းဆိုထားပါတယ်ပြည်ထရှပင်လေရချာပိုင်နေမြများတွင်အခြေစိုက်သည့်ရေနံကုမ္ပဏီများသည့်မြန်မာစစ်တပ်၏2021ခုနှစ်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းတရားမဝင်စစ်အုပ်စုအတွက်အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာတန်းရာပေါင်းများစွာကိုရရှိစေခဲ့ပြီး UK တန်ခတ်ပိတ်ဆို့မှုများအပေါ်တန်တရားဖြစ်ဖွယ်ချိုးဖောက်မှုများပြုလုပ်ခဲ့ကြောင်းရှင်းကုမ္ပဏီများတွင်စေုပ်စုထိန်းချုပ်ထားသောမြမရေနံနှင့်သဘာဝတန်ငွေလုပ်ငန်း MOEG နှင့် Thai Swan In Company ကြီး PPT Exploration and Production Public Company Limited PTTEP တို့အကြရှိဖက်ဆက်ကုမ္ပဏီနှစ်ခုလည်းပါဝင်ကြောင်းအဆိုပါကုမ္ပဏီများအကြောင်း Justice for Myanmar ကအာဏာပိုင်များထံအသိပေးအကြောင်းကြားပြီးနောက်၁၈လကြာသည့်အထိ ယခုချိန်အထိရင်းကုမ္ပဏီများကိုဗီတရှပင်လယ်ရခြားပိုင်နယ်မြေများအတွင်ဆက်လက်လက်ပတ်ရပ်တည်နေစေဖြစ်ကြောင်း GFN ကထောက်ပြပြောဆိုပါတယ်။ MOEG ကမြန်မာစစ်အုပ်စုအတွက်တခုတည်းသောအကြီးဆုံးနိုင်ငံခြားဝင်ဝင်ရင်းမြစ်တစ်ခုဖြစ်ပြီးပြည်သူများအပေါ်ကျူးလွန်လျက်ရှိသည့်စစ်ရဇဝတ်မှုများလှုပ်ဆောင်နိုင်ရန်လေရင်စီနှင့်စစ်လက်နက်ဗန္နာငွေထောက်ပံ့လျက်ရှိကြောင်းဘာမြူတာနှင့်ကေမန်ကျွန်းစုများအာဏာပိုင်များအနေဖြင့်အဆိုပါရေနံကုမ္ပဏီများကိုစုံစမ်းစစ်ဆေးခြင်းကျူးလွန်မှုများအတွက် အေးအေးယူတာဝန်ခံစီခြင်းနဲ့မိမိတို့အာဏာပိုင်နှင်းမြစ်များအတွင်စေအုပ်စုစည်းပွားရေးများကိုအဆုံးသတ်ခြင်းများလှုပ်ဆောင်ခြင်းဖြင့် UK တန်ခတ်ပိတ်ဆို့မှုများကိုအပြေးအဝအသက်သွင်းလှုပ်ဆောင်ရမည်ဖြစ်ကြောင်း GFN ကဆိုပါတယ် Justice for Myanmar အနေဖြင့် UK အစိုးရ၏မြန်မာနိုင်ငံအပေါ်တန်ခတ်ပိတ်ဆို့မှုပြဋ္ဌာန်းချက်2021ခုနှစ်၎င်းမှထက်ဆင့်မြန်မာတန်ခတ်ပိတ်ဆို့မှုဆိုင်ရာပင်လယ်ရချားပိုင်နှင်းမြစ်များအမိတ်2021တို့ကိုချမှတ်ခဲ့ကြောင်းတယံစာသားဖြစ်ပွဲချိုးဖောက်မှုများအပေါ် ှတ်တမ်းပြုထားသောအသေးစိတ်အထောက်အထားများပါရှိသည့်ဥပဒေကြောင်းဆိုင်ရာတိုင်ကြားချက်တရက်အားကေမန်ကျွန်းစုများနှင့်ဘာမြူတာအစိုးရများထံ2024ခုနှစ်ဧပြီလက GFN ကတင်သွင်းတိုင်ကြားခဲ့ကြောင်းသိရပါသည်။ Justice for Myanmar သည်မြန်မာနိုင်ငံ၏အကြီးအမားဆုံးနှင့်အကျိုးအမြတ်အများဆုံးကမ်းလွန်ဓာတ်ငွေတူးဖော်ရေးအကွက်အချို့မှဓာတ်ငွေများကိုတူးဖော်တည်ယူပို့ဆောင်နေသည့်ကုမ္ပဏီများအားဒဏ်ခတ်ပိတ်ဆို့အရေးယူမှုစီးမြင်းများ ချိုးဖောက်မှုရှိသည်ဟုတန်တရားဖြစ်ပွဲအကြောင်းများနှင့်ကေမန်ကျွန်းစုများနှင့်ဘာမျိုးသားအနာပိုင်များထံသို့ GFN ကတိုင်ကြားခဲ့ကြောင်းသိရပါသည်။ရှင်းကုမ္ပဏီများတွင် PTTEP Offshore Investment Company Limited PTTEPO သည်ထိုင်းအများပိုင်နှင့်အစိုးရတစိုက်တစ်ပိုင်းပိုင် PTTEP ကုမ္ပဏီခွဲတစ်ခုဖြစ်ကြောင်းကေမန်ကျွန်းစုများတွင်မှတ်ပုံတင်ထားသည့် PTTEPO သည်ဗီတရှပင်လယ်ရချားပိုင်နေမြများတွင် MOEG နှင့်အနည်းဆုံးဖက်ဆက်လုပ်ငန်းနှစ်ခုတွင် များပြားသောယင်းနှိမ့်နှံမှုများကိုပိုင်ဆိုင်ထားကြောင်းသိရပါတယ်။ PTT EPO ၏ဖက်ဆက်လုပ်ငန်းတက်ကူမှကေမန်ကျွန်းစုညာတွင်မှတ်ပုံတင်ထားသည့် Adman Transportation Limited ATL ဖြစ်ပြီးဇော်တိကစီမံကိန်းကမ်းလွန်လုပ်ကွမ်း M9 နဲ့ M11 မှာတဘာဝတုံးဝင်များကိုထိုင်းနိုင်ငံသို့တည်ယူပို့ဆောင်ပေးကြောင်း ATL ကုမ္ပဏီကို PTT EPO က80ရာခိုင်နှုန်းနဲ့ MOEG က20ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း လက်ရှိ ALD ကုမ္ပဏီတွင် MOEG ကိုစားပြုဘုတ်အဖွဲ့ဝင်ဒါရိုက်တာ၂ဦးပါဝင်နေပြီးတအူးသည် MOEG ၏ဗန္နာရေးဌာန၏ဒါရိုက်တာဖြစ်ပြီးနောက်တအူးသည်စီမံကိန်းဌာန၏ဒါရိုက်တာဖြစ်ကြောင်းသိရပါတယ် PTTEPO ၏နောက်ဖက်ဆက်ကုမ္ပဏီတစ်ခုမှဘာမြူဒါတွင်မှတ်ပုံတင်ထားသည့် Motorma Gas Transportation Company Limited MGTC ဖြစ်ပြီးရတနာစီမံကိန်းကမ်းလွန်လောက်ကွက် M5 နဲ့ M6 မှာတဘာဝတံငွေများကိုထိုင်းနိုင်ငံအတွင်းသို့တည်ယူပို့ဆောင်သည့်ပိုက်လိုက်အားကြီးကျယ်လုပ်ကိုင်သည့်ကုမ္ပဏီဖြစ်ကြောင်း MGTC ကို PTT EPO က63ရာခိုင်နှုန်းပိုင်ဆိုင်ပြီး MOGE က38ရာခိုင်နှုန်းပိုင်ဆိုင်ကြောင်း MOEG ကိုစားပြုဒါရိုက်တာ2ဦးလည်းပါဝင်နေကြောင်းသိရှိရပါတယ်။ Unicam မြန်မာကုမ္ပဏီလီမိတက်မှ American ရေနံကုမ္ပဏီကြီး Chevron Corporation သည်2024ခုနှစ်အတွင်းမြန်မာနိုင်ငံမှ၎င်းတို့မထွက်ခွာမီအချိန်အထိရတနာစီမံကိန်းနှင့်ရင်းဤပိုက်လိုင်းကုမ္ပဏီ MGTC တွင်အဓိကယင်းနှိမ့်နှံသူဖြစ်ခဲ့ပြီး share 41ရာခိုင်နှုန်း2022ခုနှစ် ဇူလိုင်လတွင်ဇူလိုင်လတွင်တိုတဲအင်နာဂျီထွက်ခွာသွားပြီးနောက်ရခိုင်28.26ရာခိုင်နှုန်းမှတိုးမြင့်ပိုင်ဆိုင်လာခြင်းဖြစ်ကြောင်းယူနိုကဲမြန်မာကုမ္ပဏီသည်ဘာမြူတာတွင်ဆက်လက်မှတ်ပုံတင်ထားဆဲဖြစ်ကြောင်းသိရပါသည်2021ခုနှစ်တွင် UK နိုင်ငံကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ NASA ကအတန်ခတ်ပိတ်ဆို့မှုချမှတ်ခဲ့ကြောင်းရှင်းအဖွဲ့သည်တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု၏အစိတ်အပိုင်းအဖြစ်ဖန်တီးခဲ့သည့်မြန်မာစစ်အုပ်စုအုပ်ချုပ်ရေးဥပဒေပြည်နှင့်တရားစီရင်ရေးအဖွဲ့ဖြစ်ကြောင်း စစ်တပ်က MOEGR ထိန်းချုပ်ပိုင်ဆိုင်ထားပြီးအကျိုးအမြတ်များရရှိနေကြောင်းရှင်းမှာ UK တန်ခတ်ပိတ်ဆို့မှုများက MOEG အပေါ်တွင်ပါဝင်တက်ရောက်နေကြောင်းအထိပ္ပယ်ရပြီးထို့ကြောင့်ပင် UK ပိုင်နက်နေမည်များတွင်မှတ်ပုံတင်ထားသည့်ဤသည့်ကုမ္ပဏီမဆို MOEG နှင့်စီးပွားရေးလှုပ်ဆောင်ခြင်းကိုတားမြစ်ပိတ်ပင်မှုများထားရှိတဲ့ကြောင်း GFN ကပြောဆိုပါတယ်2021ခုနှစ်ဖေဖော်ဝါရီလတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်းမြန်မာစစ်တပ်ကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှုများ ဥပဒေမဲ့ဖမ်းဆီးမှုများစစ်ဘက်အရက်ဘက်မခွဲကြပဲအစင်ကျင်မဲ့လေကြောင်းတိုက်ခိုက်မှုများမရင်းကျင့်မှုများနှင့်လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများညှဉ်းပန်းနှိပ်စက်မှုများရည်ရွယ်ချက်ရှိရှိကျေးရွာများအားမိရှုဖျက်ဆီးမှုများကျူးလွန်ကနိုင်ငံတော်အကြမ်းဖက်ဆစ်စင်ရေးကိုလှုံ့ဆော်လျက်ရှိပြီးစေုပ်စုအကြမ်းဖက်ဆစ်စင်ရေးအတွင်းတားကောင်ဖြစ်ခံရမှုများတွင်ကလေးသူငယ်များပါဝင်လာမှုကလည်းပုံမှန်မြင့်တက်လျက်ရှိကြောင်းသိရပါသည် PTT EPE ဘန္နာရေးရှင်းတမ်းများကို Justice for Myanmar နှင့် UK အခြေစိုက် Journalism အဖွဲ့အစည်းဖြစ်သည့် Finance and Cover တို့၏ စံစစ်တုံ့တက်မှုအရာ MGDC နဲ့ ATL တို့က2021ခုနှစ်နဲ့2024ခုနှစ်အတွင်းပိုက်လိုင်းလုပ်ငန်းမှဝင်ငွေပေါင်းအနည်းဆုံးအမေရိကန်ဒေါ်လာ3.8ဘီလီယံကိုရှာဖွေနိုင်ခဲ့ကြောင်းရှယ်ယာအနည်းစုပိုင်ရှင်ဖြစ်သည့် MOGE သည်အမေရိကန်ဒေါ်လာ239တန်ရှိခဲ့လိမ့်မည်ဖြစ်ကြောင်းသိရပါတယ်။ Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမတ်ယဒနာမောင်ကစစ်တပ်၏တရားမဝင်အာဏာသိမ်းကြိုးပမ်းမှု9နှစ်နီးပါးရောက်လာခဲ့တဲ့အချိန်အထိ ဗီဒရှပင်လယ်ရခြားပိုင်နေမြေတွေမှာမြန်မာစစ်အုပ်စုဆက်နွယ်ကုမ္ပဏီတွေဆက်လက်လက်ပတ်နေတာဟာလက်ခံနိုင်စရာအကြောင်းမရှိပါဘူးဒီကုမ္ပဏီတွေဟာကလေးသူငယ်တွေကိုတပ်ဖြတ်တာတွေစာတင်ကြောင်းတွေစေယုံတွေကိုပုံကျဲတိုက်ခိုက်တာတွေကိုအပြစ်ပေးအေးအေးယူခံရမှုကင်းလွတ်စွာနဲ့လှုပ်ဆောင်နေတဲ့တရားမဝင်စစ်အုပ်စုကိုငွေကြေးထောက်ပံ့နေတာဖြစ်ပါတယ်လို့ဆိုပါတယ်အာဏာပိုင်တွေအနေနဲ့အခုချက်ချင်းအေးအေးယူဆောင်ရွက်ဖို့လိုအပ်ပါတယ်ဗာမျူတာနဲ့ကေမန်ကျွန်းစုတွေရဲ့အာဏာပိုင်တွေအနေနဲ့ UK တန်ခတ်ပိတ်ဆို့မှုတွေကိုအသက်ဝင်အောင်လှုပ်ဆောင်ရမှာဖြစ်ပါတယ် ဒီကုမ္ပဏီတွေကိုအပြည့်အဝစုံစမ်းစစ်ဆေးရမှာဖြစ်ပြီးနေရာမဝင်စေအုပ်စုကိုမိမိတို့နေမြများအတွင်စီးပွားရေးလှုပ်ဆောင်နေတာတွေကိုရပ်တန့်ရမှာဖြစ်ပါတယ်ဟုလက်ကောင်ကဆက်လက်ပြောကြားပါတယ်